င်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Grateful မြန်မာစာကိုတင် जा ပေးမယ်ဒီချေမှဖြစ်ပါတယ်ဒီချေကုတင် जा ပေးမှာကတော့တင်ငန်းစာ33မေးကြီးဖြည့်ကြီးအဖြေရှာကြည့်ပါတင်ငန်းစာဖြစ်ပါတယ်တော်သမီးတို့ရေဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်တခြားသူနားလည်အောင်မိခိုးများမိကျက်လာမှဖြစ်တယ်နော်။ဆမျက်နှာ92ကိုကြည့်ကြရအောင်။ မေကူမေတန်ကစားနေတဲ့မင်းကလေးတယောက်ကိုတွေ့ရမယ်နော်ဒီချိန်နဲ့အတူတူ live ဖက်ကြည့်ကြရအောင်ကျမနှစ်သက်တဲ့အာကစားနေတမျိုးကို စာရွက်မှာရေးထားတယ်ခံမန်းကြည့်ပါတယောက်ကိုမေကွန်တစ်ခုစီမေးလို့ရတယ်ကျမက ဟုတ်တယ်မဟုတ်ဘူးပြန်ပြေမယ်မေကွန်၁၀ခုပြည့်ရင်အဖြေတိုက်ကြည့်မယ်လို့တောင်းတောင်းဆိုတဲ့ကောင်မလေးကပြောတာဖြစ်တယ်အတန်းထဲမှာထိုင်နေကြတဲ့တငင်ချင်းတွေကလည်းမေးကြတယ် တောင်းတတဲ့သူတငယ်ချင်းတွေအမေအဖေအပြန်အလှန်လုပ်နေကြတာကိုဒီ channel အတူတူဖတ်ကြည့်ကြရအောင်။တောင်းတောင်းကြီးအဲ့ဒီကစားနီးကအဖွဲလိုက်ကစားရတဲ့ကစားနီးလား။ဟုတ်တယ်တဲ့တောင်းတောင်းကပြန်ပြေးတယ်။တောင်းတောင်းကြီးအဲ့ဒီကစားနီးကအကစားပစ္စည်းတစ်ခုခုကိုတုံးပြီးကစားရတဲ့ကစားနီးလား။တောင်းတောင်းကမဟုတ်ဘူးလို့ပြန်ပြေးတယ်။မိကွန်းစေကူးပြစ်သွားတဲ့အတွက်မှတ်စုမှာကိုထင်းတဲ့အကစားနီးကိုရေးကြရမယ်။ အခုတခါမှာတော့ဒီချေကအဖွဲလိုက်မိခွန်းပြုလုပ်ထားတဲ့အခါကျရင်အဖွဲအတွင်တာဝန်များကိုဘယ်လိုခွင့်ယူရမလဲဆိုတာကိုဒီချေကပြောပြပေးမယ်။မိခွန်းမေးသူတယောက်သို့မဟုတ်၂ယောက်ဖြေဆိုသူကတယောက်မိခွန်းနဲ့အဖြေများကိုမှတ်စုမှတ်သူကတယောက်ရှိရမယ်။ဖတ်စာစာမျက်နှာကိုဆက်လေးကို ကြည့်လိုက်ကြပါဦး။မေးအဖြေပြုလုပ်ပုံအစဉ်စဉ်ကို ရေးထားတာတွေ့ရမယ်နော်။ဒါဝတ်သမီးတို့ဒီချေနဲ့တူတူလိုက်ဖက်ကြည့်ကြရအောင်နော်။ အမေးအဖြေပြုလုပ်ပုံအစစ်စင်းတဲ့၁ဖေချားမိသူသည်မိမိနှစ်သက်ရလိမ့်ဆန်၏အမိကိုမှတ်စုရင်းရေးကဝတ်ထားမယ်တဲ့နော်ဥပမာပေါ့ကွယ်နှစ်သက်သောပန်းနှစ်သက်သောအစားစားအဖြေအဖြစ်ဝတ်ထားနိုင်တဲ့တစ်ခုခုနံပါတ်၂မိကုမိမိသူသည်မိကုများကိုစဉ်းစားကမိမယ်မိကုမိမိသူနှစ်ယောက်အထက်ရှိနေပါကတလှည့်စီစောင့်ပြီးတော့မေးရမယ်နံပါတ်၃ မဆုမှတ်မိသူတည်းအမေဟိဖီတို့ကိုတခြားသူများမြင်သာအောင်ရေးရမယ်။နံပါတ်၄မေကွန်း၁၀ခုပြည့်ပါပြီဆိုရင် မေကွန်းမေးသူကမဆုကိုကြည့်ကအဖြေကိုစဉ်းစားပြီးမိမိမဆုစာအုပ်ထဲမှာ ရေးရမယ်။နံပါတ်၅နောက်ဆုံးမှာတော့ဖြေကြတဲ့သူကဝတ်ထားတဲ့အဖြေကိုပြကြရမယ်။အဖွဲအကျွင်းမှာ ပါဝင်တဲ့သူအလုံးကမေကွန်မေးသူ ဖြေဆူသူမှတ်စုမှတ်သူနေရာကိုတလဲစုတာဝန်ယူပြီးတော့လှုပ်ဆောင်ကြရမှာဖြစ်တယ်။ မိကွန်းတွေကိုလည်းအများကြီးမေးလို့ရတယ်။ဘလို့မိကွန်းတွေမေးရင်ကောင်းမလဲဆိုတာကိုတော့စဉ်းစားထားကြရမယ်။တတော်သမီးတို့ရေဒီစေအခုတင် जा ပေးခဲ့တဲ့မေကြီးအဖြစ်ကြီးအဖြစ်ရှာကြီးဆိုတဲ့ကစားနည်းလေးကိုတတော်သမီးတို့နားလည်သွားပြီလို့ဒီစေမျှော်လင့်ပါတယ်။ဒီချေရေးတင် जा မှုကတော့ဒီလောက်နဲ့ရပ်ပါမယ်နော်။ဒီချေကိုနောက်ဆက်တင်ချိန်မှာပြန်တွေ့ကြမယ်နော်။ Bye bye ။